သရမင်းကြီးကနောက်အိမ်မက်တစ်ခုကိုဆက်လက်ပြီးတော့ရှောက်ထားတယ်။မိဘကြောင့်ရောက်သွားတဲ့အိမ်မက်ထဲမှာရောက်သွားတဲ့အခါကျတော့သမင်းအိုးတလုံးချက်နေတာ။အဲ့ဒီချက်နေတဲ့သမင်းအိုးဟာထူးထူးဆန်းဆန်းဖြစ်တယ်။သမင်းအိုးကမညီမညာပဲနဲ့အိုးတလုံးထဲမှာလည်းပဲသမင်းဟာ တဏှာကပျော့ပြီးတော့တဏှာကမာပြီးတော့တဏှာကမှကောင်းကောင်းကျက်တယ်။ဓမင်းအိုးတအိုးထဲမှာပဲ၃မျိုးဖြစ်သွားဓမင်းချက်ပုံဓမင်းချက်ရင်တောင်ဖြစ်ဖို့မလွယ်ဘူးလေဒါ။အိုးတအိုးထဲမှာဆိုရင်တဏှာကပြောမနှက်တဏှာကမာတဏှာကမှပ က်တယ်အဲ့ဒါလို့သမင်းအိုးအိုးတလုံးထဲမှာပဲအခုလို့သမင်း၃မျိုး၃စားဖက်ပေါ်လာတာကိုတွေးရှိရလို့အလွန်အံ့ဩမိပါတယ်အိမ်မက်ထဲမှာဒီအိမ်မက်ကိုမြင်မဲ့ခါတာဖြစ်လို့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကကောဘာဖြစ်နိုင်ပါသလဲဖရာလို့ရှောက်တော့မြတ်စွာဘုရားကဒါလည်းပဲခုချိန်မှာဖြစ်လာမဲ့အခြေအနေမရှိဘူးဒါရဲ့ သင်္ကေတကဘာတွေလုံးဆိုရင် နောက်နှစ်ပေါင်းကြားလာတဲ့အခါလောကကြီးမှာလူလောကမှာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေတရားဓမ္မနဲ့အညီမအုပ်ဆိုးကြတော့ဘူးတရားနိလန်းနဲ့အညီမအုပ်ဆိုးတော့မင်းဆိုးရာစာတွေတရားပြတ်တဲ့အခါကျတော့မင်းမှုတန်းတွေကလည်းပဲတရားပြတ်လာတယ်တဲ့မင်းမှုတန်းတွေတရားပြတ်လာတဲ့အခါမှာတိုင်းသူပြည်သားတွေလည်းတရားပြတ်လာတယ်အဲ့ဒါကိုပြောတာခေါင်ကမိုးမလုံးဘူးဆိုတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာစာတွေဆိုတာဦးစီးခေါင်းဆောင်တွေဘုရင်ကတရား ားမဆောင်ဘူးဆိုတော့မင်းမှုတန်းတွေကလည်းတရားမဆောင်ကြတော့သူတို့တရားမဆောင်ရင်တိုက်သူပြည်သားတွေကကောင်းလာလားဆိုမကောင်းသူတို့လည်းတရားမဆောင်ကြတော့တရားကိုချင်းတရားတွေ ပြစ်ပြားလာကြအဲ့တော့လူတွေဟာတရားမဆောင်တဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့မတရားမှုတွေများလာတယ်တရားဥပဒေရဲ့ဆန့်ကျင်ဘက်တွေနဲ့တရားဥပဒေနဲ့ဆန့်ကျင်ပြီးတော့လုပ်လာကြလူလောကမှာရွှေခေတ်လို့ဆိုရတဲ့ခေတ်ကောင်းတဲ့အချိန်ကာလတုန်းမှာကိုချင်းတရားပြက်ပြားပြီးတော့ဥပဒေနဲ့ဆန့်ကျင်ဘက်တွေလုပ်လာတယ်ဆိုတဲ့အခါမှာရှင်တို့ကစကြဝဠာမင်းဆိုတဲ့ဘုရင်တရားတရားသဖြင့် ိုင်းပြည်ကိုအုပ်စိုးကြတယ်အုပ်စိုးလာပြီးတော့မိမိတို့ကအချိန်တန်ရွယ်ရောက်လို့ထီနန်းစည်းစိမ်ကိုမိမိတို့ရဲ့ဆက်ခံမဲ့သားတော်ကြီးကိုလွှဲအပ်တဲ့အခါမှာစကြဝဠာမင်းတွေကသူ့သားကိုမှားတယ်ငါသားမင်းအုပ်ချုပ်တဲ့နိုင်ငံမှာမတရားမှုတွေမဖြစ်စေနဲ့တော့ဒီဟာကိုမှားတယ်မတရားတဲ့ကိစ္စတွေမဖြစ်စေနဲ့ တရားတဲ့မှုတွေမဖြစ်စေနဲ့။ဘာဖြစ်လို့တော့ဆိုရင်ခေါင်းဆောင်လုပ်တဲ့မင်းကမတရားဘူးဆိုလို့ရှိရင်မင်းမူရန်တွေကလည်းမတရားကြတော့ဘူး။မင်းမူရန်တွေကတရားမဲ့သွားရင်တိုင်းသူပြည်သားတွေအားလုံးကလည်းတရားမဲ့သွားတယ် အဲ့တော့ဒီရင်ရက်လာလို့ဆိုတော့မဟုတ်သေးဘူးလူတွေတရားကင်းမဲ့သွားပြီဆိုတဲ့အခါကျတော့လူတွေနဲ့ဆက်ဆက်နေကြတဲ့အိဆောင်နတ်တွေကိုဆောင်နတ်တွေလူတွေနဲ့နီးနီးဆက်ဆက်နေကြတဲ့နတ်တွေကလည်းတရားပြက်လာ လူတွေရဲ့အရှိန်အဝါကနတ်တွေထီအောင်ကူးဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လူတွေကောင်းမှနတ်ကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်နေလူတွေတရားပြက်တဲ့အခါမှာနတ်တွေကလည်းတရားပြက်လာလူတွေရဲ့အပူဇော်ကိုခံရတဲ့နတ်တွေကလည်းတရားပြက်လာယုတ်ကဇိုးတွေကလည်းတရားပြက်လာဘုံမဇိုးတွေယုတ်ကဇိုးတွေတရား ရားပြတ်တော့ကောင်းကင်ယံမှာဗိမာန်တီရှိပြီးတော့နေကြတဲ့အာကာသဇုံနဲ့တည်းရလဲတရားပြတ်လာကြတယ်တရားမဆောင်ကြတော့ဆင်ငယ်ဆင်ငယ်နဲ့အချင်းတရားတွေပြတ်ပြားလာတဲ့အခါမှာအဲ့ဒီခကြီးရောက်လာပြီဆိုလို့ရှိရင်တဲ့လူတွေတရားပြတ်ခြင်းကြောင့်ဘာတွေကဖောက်ပြန်လာတော့ဆိုလေလန်းကြောင်းတွေဟာပြောင်းလာတယ်လေလန်းကြောင်းတွေပြောင်းတိုက်နေကြလမ်းကနေမတိုက်ဘဲနဲ့ဟိုဘက်ကနေတိုက်ဒီဘက်ကနေတိုက်လေလန်းကြောင်းတွေပြောင်းလာတဲ့အခါကျတော့ကောင်းကင်ဘုံမှာရှိကြတဲ့နတ်ဗိမာန်တွေကိုလေ တွေကလမ်းမမှန်တော့ဝင်ပြီးတော့နတ်ဗိမာန်တွေကိုလေတိုက်တဲ့အခါဗိမာန်တွေကလှုပ်ရှားသွားတယ်ဗိမာန်ကြီးတွေဟာလည်းကောင်းကင်မှာရှိနေတော့လေနဲ့တွေ့တဲ့အခါကျတော့လှုပ်ကုန်ကြဗိမာန်ကြီးတွေလှုပ်လာတဲ့အခါကျတော့လှုပ်ရမလားဆိုပြီးတော့ဗိမာန်ထဲမှာနေတဲ့နတ်တွေကစိတ်ဆိုးတယ်နတ်တွေကလည်းသူတို့ဗိမာန်တွေလှုပ်လာတဲ့အခါကျစိတ်ဆိုးကြဘာဖြစ်လို့ဒီလိုဖြစ်ရလဲခါတိုင်းမှာတို့ဗိမာန်တွေဘာမှမဖြစ်ဘူးအခုလေတိုက်လို့လှုပ်လာပြီလှုပ်လာတယ်ဆိုတော့သူတို့ကစိတ်ဆိုးပြီးတော့ဘာဖြစ်လဲမိုးမရွာအောင်လှုပ်ကြကြွာလာတဲ့မိုး ဟာလည်းပဲသူပြေလူလောကမှာတပြိုင်နက်ညီညီညာညာရွာတာမဟုတ်ဘဲနဲ့မိုးကွက်ကြရွာလာခဲ့ပြန်ခုနလေးရွာတယ်ဒီနာကြတော့မရွာပြန်မိုးကွက်ကြရွာလာတဲ့အခါကြတော့မိုးခေါင်တဲ့နေရာတွေကခေါင်မိုးလွန်တဲ့နေရာတွေကလွန်လူတွေကသီးနှံတွေစိုက်ပျိုးကြတယ်စိုက်ပျိုးတဲ့နေရာကြတော့မိုးကောင်းလုံးအကြီးတော့ပျက်စီးသွားပြန်မိုးခေါင်လုံးအကြီးတဲ့နေရာတွေကလည်းတစ်ခါပျက်စီးသွားကြပြန်တယ်အဲ့ဒါလိုမိုးရေမရလို့စိုက်ပြီးသားသီးနှံတွေကလည်းပဲညှို့ကုန်ကြပြန်တယ်ပေါ့မိုးမမ ှန်ကန်ကမရွာသည့်အတွက်ကြောင့်မိုးမှန်တဲ့နေရာလေးတွေကတည်နှံလေးတွေဖြစ်တော့လဲမိုးလွန်ခဲ့တဲ့နေရာကပျက်စီးမိုးခြောက်မိုးခေါင်သွားတဲ့နေရာတွေကြတော့ တပင်းလေး6နဲ့အဲ့ဒါလို့လူပြေလူလောကမှာနေတဲ့နေတဲ့မှာပဲမိုးခေါင်တဲ့နေရာခေါင်မိုးလွန်တဲ့နေရာလွန်မမှန်ရွာတဲ့နေရာရွာသုံးမျိုးသုံးစားကွဲပြားပြီးတော့သွားတယ်တဲ့အတိုင်းပြည်မှာဖြစ်ပေါ်လာတဲ့စိုက်ပျိုးတဲ့ဤနံနေရာလဲကောင်းတဲ့နေရာ ကောင်းမကောင်းတဲ့နေရာမကောင်း6တဲ့နေရာ6နဲ့အဲ့ဒါလို့ဤနံအထွက်တရာမှန်ကန်မှုမရှိဘူးဖြစ်လာတယ်တဲ့အဲ့ဒီတယုတ်ကိုဖော်ဆောင်တဲ့အနေနဲ့သမင်းအိုးတိုးအိုးထဲမှာပြောတာကပြောမာတာကမာ နတ်တာကနတ်နဲ့ဆိုပြီးတော့ထမင်းအိုတိုးထဲမှာပြောက်မနတ်နဲ့မာမနတ်နဲ့နတ်တာတခုဆိုပြီးတော့အဲ့ဒါလို့သုံးမျိုးသုံးစားကွဲပြားပြီးတော့သွားတာဟာနောက်တစ်ချိန်ကျလို့ရှိရင်နေရာတနေရာမှာပဲအခုလို့အခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုကြိုတင်ပြီးတော့အရင်နှမိတ်ပြတဲ့အနေနဲ့ဒီအိမ်မက်ဟာဖြစ်ပေါ်လာတာဖြစ်တယ်